ပမာဏတို့ကိုယ်တိုင်ပေါ့နော်ပမာဏတို့ကိုယ်တိုင်ဒီအငလှင်တန်းခံရတဲ့အချိန်မှာကိုဘေးနားမှာဘသူမှလည်းမရှိဘူးတကယ်ကိုတယောက်တည်းဖြစ်တဲ့အချိန်မှာလေစိတ်ထဲမှာခံစားလိုက်ရတာအော်ကိုတင်တယောက်တည်းသွားရမှာပါလားဆိုတာလေတေချာသွားလေငလှင်လှုပ်တဲ့ဘေးထဲပါသွားတယ်ဒရမာဒရမာရသွားတာပဲလေမမကိုယ်တိုင်လည်းရသွားတဲ့အတွက်ကြောင့်မို့ခုချိန်ထိကိုမမဆိုရိမ့်နေတော့မဲလှုပ်နေတော့မဲ ်အပေါ်ကုတူပေါ့မိရဲ့ကိုတေသွားရဲ့ဒီကုတူလေးတွေပဲကိုနောက်ပါမှာသူကြီးတွေကားကြီးပါပါเนาะအဲ့ဒါကြောင့်စိတ်ထဲမှာအဲ့လိုပီတိလေးပါဆောင်မမဆိုလဲဒါမတေလို့ဒါပြန်ရောက်လာပြန်ရောက်လာဆိုတော့အဲ့လိုလှုပ်တယ်အထဲမှာကိုလည်းပါသွားပါဗောဒါပေမဲ့မတေလို့ကိုပြန်ရောက်လာတဲ့ခါကျတော့ဟိုစိတ်ထဲမှာဘယ်လိုလဲဆိုတော့ကိုမိသားစုလေးကိုပူတံမိုးထားတတ်သွားတယ် ဟိုရှိတဲ့အချိန်မှာလေချစ်ချစ်ခင်ခင်လေးနဲ့အဲအဲ့လိုပေါ့စီစီလုံးလုံးလေးနဲ့အဲ့လိုအေးအေးချမ်းချမ်းလေးပဲဖြတ်တန်းခြင်းနဲ့စိတ်ကလေးတွေဖြစ်သွားတယ်ဒါအဲ့ဒါလေးကတော့ရင်ထဲမှာဒီဒီဘေးရန်တရားကြီးဖြစ်တဲ့အချိန်မှာဟိုကိုခံစားလိုက်ရတဲ့ခံစားချက်ပေါ့နော်အော်ငါမသေးပါလားဆိုတဲ့ဟာလေးတစ်ခုပါလေဘယ်တော့ထိတ်လိုက်ငယ်ထိတ်လိုက်တဲ့လူတွေပဲဒီမှာဟိုက်ခံစားချက်ကသိလားမမဆိုမမဆို ခုနမမပြောသလိုပေါ့နော်ဒါဒီငလျင်ဘေးတန်ထဲမှာကိုပါသွားတယ်ဒါပေမဲ့မမအဲ့လိုဟိုမပြောပြစ်တာပေါ့နော်မပြောပြစ်တာကိုကကိုအသက်ကလေးရှင်နေတာကိုပဲပီတိတွေဖြစ်ပြီးတော့လေဟိုကပေါ့အော်ငါ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 အသက်ရှင်နေပေါ့ငါအသက်ရှင်နေတော်ပါသေးရဲ့ငါဘာမှမဖြစ်လို့ပါလားဆိုတဲ့စိတ်ကလေးပေါ့ဆိုတော့အဲ့ဒါလေးရတာဟိုလူတွေကလေတကယ်တကယ်ညာတေးပေးကြုံတဲ့အခါကျရင် အာအခုအချိန်မှာမမတို့ကြမ်းကြမ်းမာမာရှိနေတာအာတက်ရှိထင်ရှားရှိနေတာကျမ်းမာနေတာလေးရတာအရန်တတ်မှုရှိတာကျမ်းမာခြင်းဒီလက်တပားဆိုတာလဲအာတကယ်ကိုတတ်မှုရှိသောစကားဒါကိုအသက်ရှင်နေတဲ့အချိန်ခါလေးဟာအာရှိတဲ့လူနဲ့တွေ့တဲ့လူနဲ့ချစ်ချစ်ခင်ခင်နေရမယ်ချင်းချင်းနာနာနေရမယ်ပျော့ပျော့ရွှင်ရွှင်နေရမယ်ဆိုတာလေးရလေအာဟိုပေါ့အဲ့ဘေးကြုံတဲ့အချိန်မှာကိုခံစားလိုက်ရတာလေးပေါ့နော်မပန်လေးအဲ့ ပြန်29ရက်နေမမပြန်အိမ်ပြန်ရောက်ပြီးတော့လေမမထင်တယ်တပတ်လောက်အဲ့လိုထိုင်နေရင်းလဲလေသူ့သူ့ဟာသူလိုလိုနေဒီလိုလှုပ်နေရဲ့ဟုတ်လားဟိုချွန်မာရသွားတယ်လို့ပြောရမှာပေါ့နော်အာလူကလေနောက်ပိုင်းမှာငလင်းတွေလှုပ်တယ်တဲ့နောက်ပိုင်းမှာနောက်ပိုင်းတွေမှာငလင်းတွေလှုပ်တယ်စုပန်သွားမသိတော့ဘာလို့ဆိုအလိုလိုနေနေအလိုလေးလေးလေးအလို လူကလေအဲ့ထဲမှာပါနေတယ်သိလားလှုပ်လှုပ်လှုပ်မှန်းမမမသိတော့အဲ့အဲ့လိုမျိုးလေအဲ့ဒါကကြတော့အဲ့လိုဖြစ်တဲ့လူတွေမှအတိမှာရှောင်းမှာဖြစ်သွားဟုတ်တယ်နောက်လို့မပြန်ရောက်တဲ့အချိန်ကြတော့မှအဲ့လိုမတက်မရက်နေဘူးအိမ်မှာဆိုထိုင်းနေတယ်အမြဲတမ်းထိုင်းအာခြေတော့ခြေတော့တင်ထားအဲ့လိုခြေတော့မရှိတော့သလိုပဲကိုယ်စိတ်ထဲမှာလေအားမရှိတော့တာပေါ့နော်အမှန်တကယ်ကတော့ခွန်အားကိုယ့်ရဲ့ ဒီခန္ဓာကိုယ်တွေကခွန်အားတွေမရှိတော့ဘူးလို့မမထင်ဘူး။အဲ့လိုမျိုးထိုင်းနေမှအဆင်ပြေတယ်။အထပြီးသွားနေနည်းနည်းရိရိနေသလိုလိုရိုင်းနေသလိုလိုလူကအမဲသိလား။လှထုံတကယ်ထုံသွားလားမသိပါဘူး။လှထုံတကယ်ထုံသွားလားမသိဘူး။အဲ့လိုဖြစ်နေရ။ဒီကမ္ဘောဇာဖောင်ဒေးရှင်းနဲ့အဒီမြမြဦးကသူကဟိုလူတွေကိုသွားကူတယ်ကူတယ်ဆိုတာလေ။အကူကြတာကူကြတဲ့ပုံမျိုးမျိုးရှိတယ်။အဲ့ထဲမှာမှ အာအန်ဒီဦးကပြောပြတယ်သမီးအာဟိုပါဗောဒီငလင်ဘေးတံခံရတဲ့လူနာတွေအာဖြစ်တဲ့သူတွေကိုစိတ်ကုပေးမှာစိတ်ကုတဲ့အဖွဲသွားမှာဟဲ့သမီးလိုက်ချင်တာလိုက်ချင်တာမေရဲလို့အခုဟိုပါဗောမမတို့ပတ်စံလှူတာတော့လှူတာဗောပတ်စံလှူလိုက်တာလဲလှူပြီးပြီလှူပြီးပြီမဲ့စိတ်ထဲမှာလေအိမ်ထဲမှာသာနေနေရစိတ်ထဲမှာဟိုပါဗောကိုကိုစိတ်တိုင်းမကြအောင်ငါဘာလုတ်ပေးနိုင်မလားငါဘာလုတ်ပေးရမှာလဲငါဘလို့လုတ်ပေးရင်ထိရောက်မှာလဲ မမတို့လှူတဲ့အလှူတွေမှာလဲထိထိရောက်ရောက်လှူတဲ့အလှူမျိုးဆိုတာကလဲရှိအောင်မဟိုအနှဲနဲ့အများမဟုတ်ဘူးဒီလောက်ကြီးအများကြီးလှူပြီးမထိရောက်လဲအလကားပဲအဲ့တော့နည်းနည်းလေးနဲ့ထိထိရောက်ရောက်ကိုလှုပ်ပေးနိုင်တာကိုခွန်အားနဲ့ကိုဘာလှုပ်ပေးနိုင်လဲမမစဉ်းစားတော့အန်တီဦးဖုန်းဆက်တဲ့ချိန်ကျဟဲ့အန်တီဦးတမိလိုက်မယ်တမိဟိုနိနေကောင်းကောင်းတယ်တမိလိုက်မယ်ဘောဆိုအာလိုက်သွားအမမတို့သွားတဲ့ဥမာပေါ့ဟိုကကြောက်စဲဘေးကအဲ့လိုရွာလေးဆိုအဲသူတို့ ပလီလဲပြူတာပေါ့နော်ပလီလဲပြူသွားတော့လူတွေတည်သွားတာလည်းရှိတယ်အဲ့တဲမှာမှထိခိုက်ဒဏ်ရာရတဲ့သူတွေတချို့ကျတော့လဲခြေတော့ကွဲသွားတာဒါကောင်းသွားမှာပါဆိုတော့လေတချို့ကျတော့လေပေတေပြီးတော့နေရလေရောက်လာတဲ့အချိန်မှာကြည့်ပြတော့လေရင်းနဲ့ကရုံကရင်နဲ့အခေါ်ပြည်တွေနဲ့အဲ့လိုမျိုးလေးအာကိုလည်းလေကင်ပြီးတော့လှုပ်ပေးရပဲကိုကဆရာဝန်မမဟုတ်တာဒါပေမဲ့မမကလေဆရာဝန်နေ အဲဒေါက်တာရဲတို့ဒေါက်တာဟိုပါဟိုကြောက်ပတောင်းကဒေါက်တာတို့ပါတယ်သူတို့နှစ်ယောက်ပါတယ်ပေါ့ nurse မလေးနှစ်ယောက်ပါတယ်ဇုံးမတို့က nurse အတူတွေပေါ့အဲဟာအကုန်ကူပဲဘာလုပ်ပေးရမလဲပြောဘာလုပ်ပေးရမလဲပြောလုပ်ပေးအာလုပ်ပေးလုပ်ပေးလို့ဆိုနောက်ကျကိုပါကိုပါလဲွားတော့ဆိုအဲ့လိုမျိုးမရမတက်တောင်ရက်လို့မရတော့ဘူးလေသူတို့ကိုလုပ်ပေးလုပ်ပေးနေတယ်လေကြာတော့အဲ့လိုကြည်ရင်ကြည်ရင်တယ်လေ ိတ်ထဲမှာခံစားရတာပေါ့နော်သူတို့လာလိုက်ဟွငိုကျင်လိုက်တာဆိုငိုပြန်ပြီမရှူးနဲ့တိုးတိုးပြီးအဆက်လုံးသိလားအဲ့လိုမျိုးနဲ့တော့လည်းနောက်ကြတော့မမလည်းဆေးသွင်းอยู่ပါတယ်ဘွားရောက်ကအပေါ်ကုတူပေါ့မိရဲ့ကိုတေသွားတယ်ဒီကုတူလေးတွေပဲကိုနောက်ပါမှာဒီကြီးကားကြီးပါပါနော်အဲ့ဒါကြောင့်စိတ်ထဲမှာအဲ့လိုပီတိလေးပါပမာန်တို့ကိုယ်တိုင်ပေါ့နော်ပမာန်တို့ကိုယ်တိုင်ဒီအာငလင်တန်းခံရတဲ့အချိန်မှာကိုဘေးနားမှာဘယ်သူမှလည်းမရှိဘူး ဟိုစဉ်းစားကြည့်လိုက်လို့ရှင်ဥမာ ကိုကူပေါ်လောင်ဘက်ကလည်းအနားမှာမရှိတကယ်ကိုတယောက်တည်းဖြစ်တဲ့အချိန်မှာလေစိတ်ထဲမှာခံစားလိုက်ရတာအော်ကိုတင်တယောက်တည်းသွားအောင်ပါလားဆိုတာလေတေချာသွားလေပင်တေတယောက်တည်းသွားအောင်မတေချာရတော့နောက်တစ်ခုအဲ့လိုမျိုးမမတို့ဒီငလျင်ဖြစ်တဲ့အချိန်မှာမမတို့ရဲ့ mindset မှာဘာဖြစ်လဲဆိုတော့မမတို့ကိုယ်တိုင်ငလျင်လှုပ်ရင်ပါခုံအောက်ဝင်ခုံအောက်ဝင် ခုံအောက်ပြေးဝင်တယ်ဆိုပြန်တော့ခုံအောက်ကိုပြေးဝင်ဒါပေမဲ့အဲ့ဒါအဖြေမဟုတ်ဘူးလေဒီလားရဲတကယ်တမ်းတကယ်ကြုံလာတဲ့ခါကျရင်ဘလို့ပဲဖြစ်ဖြစ်လွတ်တဲ့နေရာကိုရထွက်ထွက်ရမှာပြေးရမှာအဲ့လိုမျိုးမပြေးနဲ့မပြေးနဲ့ဝင့်နေဝင့်နေဆိုတဲ့လူတွေအခုအခုပြီပြီးတေးရဟာခွန်အားတွေကတော့ခွန်အားတွေဆိုတာဟိုအပြင်းမှန်းစီးပွားရေးဘာရေးမဟုတ်ဘူးခန္ဓာကိုယ်တွေကခွန်အားတွေကတော့မမတို့ပြန်ပြီးတော့ အေးစစနာပြီးပြန်မွေးပြီးယူရမှာဘသူမဆိုဒီငလင်လောက်တဲ့ဘေးတဲ့ပါသွားတယ် trauma trauma ရသွားတာပဲလေမမကိုယ်တိုင်လည်းရသွားရတဲ့အတွက်ကြောင့်မို့ခုချိန်ထိကိုမမဆိုရိမ့်နေတော့မဲလှုပ်နေတော့မဲကိုကိုယ်တိုင်ရပါတော့ဆိုတော့မမတို့အဲဟိုပေါ့စိတ်တည်နေအောင်စူးစမ်းပြီးတော့လုပ်မယ်ကိုယ့်ရဲ့ခွန်အားတွေပြည့်အောင်ပြန်လုပ်မယ်ပြီးရင်မမတို့ပြန်စူးစမ်းကြမယ်ပေါ့နော်အဲ့လိုမျိုးလေးအားပေးခြင်းဟုတ်ကျေးဇူးပါဟုတ်